မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူကလေ့လာဆွေးနွေးသွားဖို့တဲ့ The Wise Believers ကပြင်ဆင်ထားတဲ့မှတ်ချက်တွေပေါ်အခြေခံပြီးတော့ဗောနဂေါရင်တူဩဝါဒစာတုတ္တရာဆောင်အခန်းကြီး9ကိုနည်း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 ကြည့်ကြပါမယ်ဟုတ်ကဲ့ပါအဲ့ဒီကတော့ရှင်လန်းစွာပေးကမ်းခြင်းဆိုတဲ့ခေါင်းစဉ်ရဲ့ဖျားတဲ့ကနေထောက်ပံ့မှုဂရိတော်ရဲ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တွေကိုဆွေးနွေးကြမှာပါဟုတ်ပါတယ် ဒီအခန်းကတကယ်တော့အခန်းကြီး၈မှာစာခေတဲ့အကြောင်းအရာကိုဆက်သွားတာပေါ့နော်။ယေရုရှလင်ကဆင်းရဲတဲ့ယုံကြည်သူတွေအတွက်ရန်ပုံငွေကောက်တဲ့ကိစ္စပေါ့။အင်းဒါမဲ့အခန်းကြီး၉ကနည်းနည်းလေးဟိုပေးကမ်းခြင်းရဲ့အသွေးစိတ်သဘောထားကိုပိုပြီး focus လုပ်ထားတယ်လို့ပဲနော်။ဟုတ်တယ်ဟုတ်တယ်။အခန်းကြီး၈ကဆန်နမူနာတွေမက်ကယ်လူနီယာစာတွေတို့ယေရှုခရစ်တော်တို့အကြောင်းပြောခရင်အခန်းကွာကြတော့အဲပေးတဲ့အခါရှိရမစိတ်ဖျားရဲ့ဂရီတော်ပြီးတော့အကျိုးဆက်တည် အဲ့ဒါတွေကိုပိုအသေးစိတ်ပြောထားတာတွေ့ရတယ်။ကောင်းပါပြီ။ဒါဆိုရင်ပထမဆုံးအပိုင်းကိုစလိုက်ချက်ရအောင်အခန်းငယ်၄ကနေခုံပေါ့။စေရနာနဲ့ပြင်စင်တာရေပြီးတော့အာလူတိများတဲ့မျိုးစစ်ကျဲချင်းနဲ့ရိတ်တိုင်းချင်းနီးရမှာအဲရှင်ပေါ်လူကဘာလို့ကြိုတင်ပြင်စင်ဖို့ဒီလောက်တောင်တိုက်တွန်းနေရတာလဲ။ဟုတ်ကဲ့အခန်းငယ်၄မှာသူတို့ပြောတယ်လေ။ ကောရင်းသူသားတွေရဲ့ပေးချင်းလူချင်းစိတ်ပြင်းပြော်နေတာကိုသူကမက်ဒီໂດနီးယားပြည်သားတွေကိုဂုံယူပြီးပြောထားတာတနစ်လောက်ရှိပြီတဲ့။အော်ဟုတ်ကဲ့။အင်းသူတို့ရဲ့ဆေးရထက်တမှုကတခြားသူတွေကိုတောင်ကူးဆက်တယ်ပေါ့။ ဒါပေမဲ့အပြောတင်မဟုတ်ပဲလက်တွေ့ဖြစ်စေဖို့လေသူတို့ကတိပေးထားတဲ့အလူငွေကိုစနစ်တကျလေးကြိုးစူထားဖို့ပြင်ထားဖို့တီတူတို့ကိုလွတ်ပြော့တတိပေးတာအဲဆိုတော့ဖီအားပေးတာလို့မဟုတ်ပဲねသူတို့ရဲ့စေတနာကတကယ်ပေါ်လွင်စေခြင်းတဲ့သဘောပေါ့ဟုတ်ပါတယ်သူတို့ရဲ့ဂုံရောသူ့ရဲ့ဂုံယူမှုရောအလကားမဖြစ်စေခြင်းမို့ပေါ့လက်တွေ့ကြဖို့လိုလဲဆိုတာကိုပြတာပါအနှဲငယ်ကျဲရင်အနှဲငယ်ရိပ်မယ်မြားစွာကျဲရင်မြားစွာရိပ်မယ်ဆိုတာလေဒါကဘလို့အတိပဲလေ ်ဝิญญည်ရဲ့အနေဘယ်လိုဆက်ဆက်ထားတာလဲအဓိကကတော့လေပေးကန်တာကို ဆုံးရှုံးမှုလို့မမိနဲ့ဒါကဝิญญည်ရဲ့ယင်းနိမြုပ်နာမှုတခုလို့မြင်ပါလို့ပြောစင်တာဩယင်းနိမြုပ်နာမှုဟုတ်တယ်လောကမှာမျိုးစစ်များများကျဲလေတီးနံများများရရလေလေပဲမဟုတ်လားအဲအဲ့ဒါလိုပဲဖျားအမှုတော်အတွက်ရရရတော်ပေးရင်အကျိုးကျေးဇူးတွေလည်းများများပြန်ရမယ်ဆိုတဲ့သဘောပေါ့ဒါမဲ့အဲ့ဒါက ငါဓာပေးရင်ဘာပြန်ရမယ်ဆိုတော့ business ဆန်းဆန်းတွက်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲအဲ့လိုတော့မဟုတ်ဘူးပို့ပြီးတော့ဖះရဲ့ထောက်ပံ့မှုအပေါ်ယုံကြည်ပြီးရဲရောတဲ့စိတ်နဲ့ပေးဖို့အားပေးတာဖះကရဲရောတဲ့သူကိုကောင်းကြည့်ပေးတယ်ဆိုတော့ယုံကြည်ချက်မျိုးပေါ့ဒါဆိုရင်အရေးကြီးတာကပမာဏထက်ပေးတဲ့သူရဲ့စိတ်နဲ့စိတ်ထားဖြစ်သွားပြီပေါ့အခန်းငယ်ခေါ်မှာအဲ့ဒါပိုရှင်းသွားမယ်ထင်တယ်အဲ့ဒီကြပဲအခန်းငယ်ခေါ်မှာတကယ် key point ပဲသူကဘာပြောလဲဆိုတော့ อืมအတီးတီးတို့ဒီစိတ်ထဲကကြံစီဒီအတိုင်းပေးရမီဆိုတော့ကိုယ်စုံဖြင့်ကြံ့နေကိုပေါ့ဟုတ်ကဲ့ပြီးတော့နှမျောသောစိတ်အနိုင်အထက်ဖြူသောစိတ်မင်မပေးရတယ်ဆိုတော့လာကဟောပေးလဲရလို့စိတ်မကောင်းတာမျိုးဒါမှမဟုတ်တာဝန်ပြကြတယ်ဆိုတော့တကယ်ကိုပျော်ပျော်ရွှင်ရွှင်စေရနာတန်တန်နဲ့ပေးတာမျိုးဆိုလိုတာပါဒါတကယ်အရှိစရာပဲပေးကန်းချင်းကပျော်စရာဖြစ်တယ်တယ်ကောဒါမဲ့တချို့ကလည်းတွေးနိုင်တယ်လေအာကိုအတွက်တော်မှာလောက်ဘူးဘယ်လိုလို့ရက်တော်နိုင်မှာလဲဆိုပြီးတော့ အဲ့ဒီဆိုရင်မှုကိုရှင်းပေါလူကဘယ်လိုဖြေရှင်းလဲနောက်ပိုင်းအခန်းငယ်ရှိကနေစက်ကစ်ကိုကြည့်အောင်ဟုတ်ကဲ့အဲ့ဒီဆိုရင်မှုတဲ့အတွက်အခန်းငယ်ရှိကနေစက်တစ်ကဖျားသခင်ရဲ့လုံလောက်တဲ့အကျေးဇူးတော်အကြောင်းပြောတာပဲအခန်းငယ်ရှိကတကယ်ကိုအားရှိစရာဂရီတော်ပါဘယ်လိုဆိုထားလဲဖျားသခင်သည်တင်တော့နိုင်အရာခတ်သိမ်းအတွက်လိုသမျှထက်အစင်ပိုးစေလျက် ကောင်းတော်မှုမျိုးမျိုးတို့၌ကြွေဝစေခြင်းကဂျေဇုတော်မျိုးမျိုးကိုတင်တော်၌ကြွေဝ overflow စေတော်မူ၌ဤတဲ့ဟိုးဆိုတော့လို့တာထပ်ပို့ပြီးတော့ကောင်းလာရေလုပ်ငန်းကိုပေးမယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်အဲ့ဒီဂျေဇုတော်ဆိုတာဖရာရဲ့ကူညီမှုခွန်အားပေးမှုအကုန်လုံးကိုပြောတာဗောဖျားကကိုလိုအချက်ပြည့်စုံရုံတည်းမဟုတ်ဘူးတခြားသူတွေကိုကူညီဖို့ကောင်းတာတွေဆက်လုပ်နိုင်ဖို့အဲလိုရာထပ်ပို့ပြီးထောက်ပံ့နိုင်တယ်လို့ပြောတာအဓိကအချက်ကကိုတိုင်တုံးဖို့ထက် ကောင်းသောအမှုအမျိုးမျိုးတို့၌ကြွယ်ဝစေခြင်းကဆိုတာပဲနော်မှန်ပါတယ်ကုတ္တချိပဲမဟုတ်ဘူးဆက်ပြီးဘေးကနိုင်မှုကောင်းမှုတွေလုပ်နိုင်မှုဖျားကထောက်ပံ့ပေးတာဟွန်းအဲ့ဒါကအခန်းငယ်10မှာပါတယ်ဖြောင့်မတ်ခြင်းအတီးဆိုတာ ਨੇ ဘလို့ဆက်နေလဲဖြောင့်မတ်ခြင်းဆိုလားဒီနေရာမှာပါကုဆိုလိုတာလဲအခန်းငယ်10မှာသူကစာလံကျမ်းကိုကိုးကားထားတယ်လीဖျားကမျိုးစိကျဲသူကို မျိုးစိရော စားเสียပါပေးတယ်လို့ပဲ တင်တို့ကျဲเสียရဖို့မျိုးစေ့ကိုပေး၍ပွားများစေတော်မူမီတင်တို့ဤဖြောင့်မချင်းအသည်ကိုလည်းတိုးပွားစေတော်မူမီတဲ့ဟုတ်ကဲ့ဒီနေရာကဖြောင့်မချင်းဆိုတာကဖျားနဲ့မှန်ကန်တဲ့ဆက်ဆံရေးကြောင့်ဖြစ်လာခဲ့ကောင်းတဲ့အချင်းပေါ့အထူးသဖြင့်ဒီ contest မှာတော့ရရောစွာပေးကမ်းခြင်းကိုပြောတာဩဆိုတော့ဖျားကပေးကမ်းမှုအရင်မစ်ပေးတယ်အေးပေးကန်းရင်အပြင်ကိုရဝိညာဉ်ရအတ္တတမှာကောင်းတဲ့အသီးအဖွင့်ဖြောင်းမချင်းအသီးကိုလည်း မြန်မြတီးပွင့်စေတဲ့ဆိုးလက်တဘောတနည်းပြောရင်ဖျားကရရွယ်မှုကိုဖြစ်နိုင်စီုံမကဘူးအဲ့ဒီရဲရဲမှုကကိုယ့်ရဲ့ character ကိုပါပုံသွင်းပေးနေတာဒါတော်တော်နဲ့နေတယ်ကိုမပိုရှန်လာတာကစုဖို့မဟုတ်ပဲဖြောင်းမချင်းအတီးတီးဖို့ကောင်းမှုတွေဆက်လို့ဖို့ဖြစ်သွားတာပဲအခန်းကစစ်တူမှာကြတော့အဲ့ဒီရဲရွယ်မှုကဖျားကိုကျေးဇူးတင်စေတယ်ဆိုပြီးပြောပြန်ရောအဲ့ဒါကဘယ်လိုမျိုးလဲဟုတ်တယ် အခင်းငယ်ဇက်တစ်ကပြောတာကသင်တို့ဒီအရာရာနဲ့ကြွယ်ဝပြည့်စုံလို့အဖြစ်အလွန်ရဲရွတ်စွာပေးကမ်းရင်ထို့သို့ပေးကမ်းရင်ဒီငါတို့အဖြစ်ဘုရားသခင်ဤကြီးစုတော်ကိုချီးမွမ်းစေရအကြောင်းဖြစ်၏တဲ့။ဟွန်းဆိုလိုတာကကိုရင်ကိုတားရီလူလိုက်ကလူငွေတယ်လေရှင်ဘောလူတို့ကနေသစင်ယေရုရှလင်ကဒုက္ခရောက်နေတဲ့ယုံကြည်သူတွေစီရောက်သွားမယ်အဲ့ခါမှာအလူခံရတဲ့သူတွေကသူတို့လိုအပ်တာပြည့်သွားတော့အာဖျားသခင်ကိုယေရှုတင်မယ်ချီးမွမ်းမယ် သူတို့ကိုကူညီတဲ့ကိုရင်သူသားတွေကိုရောဒီအမှုကိုဖြစ်စေတဲ့ဖျားကိုရောကျေးဇူးတင်ကြမှာပေါ့ဆိုတော့သူတို့ရဲ့ဘေးကင်းမှုကဖျားကိုဂုံပြူတဲ့ worship cycle တစ်ခုလို့ဖြစ်သွားလာပေါ့ဟုတ်ပါတယ်ဘေးကင်းခြင်းကကျေးဇူးတင်ခြင်းကိုဖြစ်စေတယ်အဲ့ဒီကျေးဇူးတင်ခြင်းကအခတ်ကိုဖျားကိုချီးမွမ်းခြင်းဖြစ်စေတယ်ကွင်းဆက်လိုပဲတကယ်ကောင်းတဲ့အကျိုးဆက်တွေပဲဒါဆိုရင်အခန်းကြီးစနစ်ကနေစစ်စစ်မှာအဲ့ဒီအကျိုးကျေးဇူးတွေကိုပို့ပြီးစူးစိပြီးပြောထားတယ်လို့ဆိုနိုင်မလားဟုတ်ပါတယ် စနစ်ကနေစစေးမှာအတိအကအကျိုးကျေးဇူး၃မျိုးကိုရှင်းရှင်းလင်းလင်းရတယ်။ပထမတစ်ခုကတော့ရှင်းတယ်အခန်းငယ်၁၂ပေါ့ယေရုရှလင်ကတန်ရှင်းသူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာ။တန်ရှင်းသူဆိုတာယုံကြည်သူတွေကိုပြောတာနော်ဟုတ်ကဲ့သူတို့ရဲ့ဆင်းရဲဒုက္ခကိုလက်တွေ့ကျကျသက်သာစေတာဘို့ဒါက practical help ပဲ hobby ဒုတိယအချိုးကျေးဇူးကတော့ ဒုတိယကလည်းအခန့်ငယ်စနစ်မှာပဲအလူလက်ခံရတဲ့သူတွေစီကနေဖျားသခင်ကိုများစွာသောကျေးဇူးတင်ခြင်းဖြစ်ပေါ်စေတာသူတို့လူတွေကိုကျေးဇူးတင်ရုံမကဘောအဓိကကဖျားရဲ့ဂူရုစိတ်မှုကိုမြင်ပြီးကိုရောကိုချီးမွမ်းကြတာ worship ကို inspire မှုတာပေါ့ဒါဆိုတတိယတစ်ခုကယုံကြည်သူတွေကြားကဆက်ဆံရင်းနဲ့ဆိုင်လောက်ပြီးမှန်ပါပဲတတိယအကျိုးကျေးဇူးကအခန်းငယ်73နဲ့74မှာအဲ့ဒါကယုံကြည်သူအချင်းချင်းကြားမှာမေတ္တာနဲ့ဆုတောင်းခြင်းကိုဖြစ်စေတာ ဘယ်တော့မျိုးလဲအလိုခရရတဲ့ယူရာခရစ်စတန်နေလားလေကောရင်သူကတပားမျိုးရာခရစ်စတန်နေရဲ့ဒီလိုလက်တွေ့ကူညီလာကိုမြင်တော့အာဒါဟာသူတို့ရဲ့ယုံကြည်ချက်အေဗံဂေလိတရားကိုနားခံမှုနဲ့မေတ္တာညီကိုရီကိုရက်ရော့မှုရဲ့တသက်ပဲဆိုပြီးဖျားကိုချီးမွမ်းကြတယ်ဟုတ်ကဲ့လက်တွေ့မကဘူးသူတို့အဲ့ကောရင်သူသားတွေရဲ့အသက်ယေရှုတင်တဲ့စိတ်နဲ့ဆုတောင်းပေးကြတယ်သူတို့ကိုလေးစားစိတ်တွေးချင်စိတ်တွေဖြစ်လာတယ်ဒါဟာလေအဲ့ခေတ်ကယူရာနဲ့တပားမျိုးသားကြားမှာ ရှိနိုင်တဲ့ကွာဟာချက်တွေတင်းမုံမှုတွေကိုကြော်ပြီးတော့ခရစ်တော်မှာတမိသားစုတဲ့ဖြစ်ချင်းဆိုတဲ့စီလုံးမှုကိုတကယ်ခိုင်မာစီတာဒီအချက်ကတကယ်အားကြီးတယ်ပေးကန်းချင်းကပိတ်ဆံပေးတာထက်အများကြီးပိုသွားပြီလူအုပ်စုနှစုကြားမှာတရားထိုးပေးလိုက်တယ်လို့ပဲစီလုံးချင်းကိုတိဆောက်တာပေါ့ဒီလိုကောင်းတဲ့အကျိုးကျေးဇူးတွေအားလုံးကိုချုံးပြီးတော့အခန်းငယ်ဆန်းမမှာရှင်ပေါလုကဘလို့အဆုံးသတ်ထားလဲ နောက်ဆုံးအခိုင်အငယ်25မှာတော့ရှင်ဘောလူက discussion တစ်ခုလုံးကို အမြင့်ဆုံးသောချီးမွမ်းခြင်းနဲ့နှီးကုန်းချုပ်လိုက်တယ်။ရုတ်တရက်အာမေဒီတန်နဲ့ဖျားသခင်ဤဖော်ပြ၍မကုန်နိုင်သောဆုကျေးဇူးတော်ကြောင့်ယေရှုတော်ချီးမွမ်းပါ၏ဆိုပြီးကြွေးကြော်လိုက်တာ။အဲ့ဒီဖော်ပြလေးမကုန်နိုင်သောဆုကျေးဇူးဆိုတာဘာကိုဆိုလိုတာလဲ။အလူငွေကိုပြောတာလား။ဟွန်းအဲ့လိုထင်နိုင်ပေမဲ့ပညာရှင်အများစုကတော့ ဒါဟာယေရှုခရစ်တော်ကိုယ်လိုင်းနဲ့ကိုတော်အဖင်ရတဲ့ကယ်တင်ရှင်ဂျေဆုတော်ဖျောသားသမီးဖြစ်ခွင့်ဝိညာဉ်ရေးရာကောင်းချီအလုံးကိုခြုံငုံညင်ညွန်းတယ်လို့ယူဆကြတယ်။ဟုတ်အချစ်မြတ်ဆုံးစုဂျေဆုပါ။ဟုတ်တယ်ဆိုလိုတာကကျွန်တော်ရဲ့ပေးကမ်းခြင်းဆိုတာအရင်စစ်လိုက်ရင်ဖျားကကျွန်တော်တို့ကို အရင် ပေးထားတဲ့ဒီအဖို့မထက်နိုင်တဲ့စုဂျေဆုအတွက်ဂျေဆုတင်ခြင်းရဲ့တွန့်ပြန်မှုဖြစ်တဲ့လို့သတိပေးလိုက်တာပဲ။ဖျားရဲ့ရဲ့ရော်မှုက ကိုယ်တည်းရဲ့ရော်ဖို့အတွက်အကြီးဆုံး motivation နဲ့ model ပေါ့တကယ်ပြည့်စုံတဲ့တွင်တင်မှုပဲဒါဆိုရင်ဒီအခန်းကြီး၉ကအတွေ့အခေါ်တွေကနေ the wise believers ရဲ့မဆူတွေရပါလေဒီနေ့ခေတ်ကလက်တွေ့ကျင့်သုံးဖို့ဘလို့အချက်တွေထုတ်ယူနိုင်မလဲပထမဆုံးအချက်ကဘာဖြစ်မလဲပထမအချက်ကတော့ကျွန်တော်တို့ရဲ့ပေးကမ်းခြင်းကိုဝိထယာလို့မညင်ပဲစေတနာနဲ့ရှင်လန်းစွာလှူဆောင်ဖို့ပါပဲဒါက mindset change ပဲအခန်းငယ်ခွန်မှာပြောခဲ့သလိုပေါ့ဖခင်ကရှင်လန်းတဲ့စိတ်နဲ့ပေးတဲ့သူကိုချစ်တယ်ဟုတ်ကဲ့ ဆိုတော့ဖေးတဲ့အခါညမျောစိတ်ဖီအားကြောင့်တာဝန်အရာဆိုတာမျိုးမဟုတ်ပဲဖခင်ရဲ့ကောင်းမြတ်မှု ကိုရထားတဲ့ဂျေဇူးကိုပြန်သွေးပြီးစိတ်ရင်းနဲ့ပျို့ပျို့ရွှင်ရွှင်ပေးဖို့ကြိုးစားရမယ်လက်တွေမှာတော့လူခာနီးကိုယ်စိတ်ကိုပြန်စစ်ဆေးပေါ့မျိုးစီကျဲကျဲညမာကိုယုံကြည်ပြီးပမာဏအနည်းများထက်ကိုယ်စိတ်ချက်ကဆုံးဖြတ်ထားတဲ့အတန်ရွှင်လန်းစာပေးနိုင်ဖို့အာယုံစိုက်ရမယ်အဓိကကတော့စေတနာပါတဲ့ရွှင်လန်းမှုကပေးကမ်းခြင်းရဲ့အထက်ပဲဟုတ်ပါပြီ ဒါကစိတ်ပိုင်းဆိုင်ရာအရေးကြီးတယ်။ဒုတိယလက်တွေ့ကျင့်သုံးရမယ့်အချက်ကတော့အာဖျားကကိုရီရက်ရော်နိုင်ဖို့လိုတာဒီထောက်ပံ့ပေးလိမ့်မယ်ဆိုတဲ့ယုံကြည်စိတ်ချမှုနဲ့အသက်ရှင်ဖို့ပဲ။ဟိုကိုမရှိတာလေးနဲ့မလောက်မှာကိုကြောက်တဲ့စိတ်ကိုကြော်ဖို့ပေါ့။ဟုတ်ကဲ့။အခဲငယ်ရှိကကတိတော်လီအရာခတ်တင်အတွက်လွန်မြာထအစင်းပူစီလျက်အဲ့ဒါကိုတကယ်ယုံဖို့လိုတယ်။ဖျားကကိုယ့်လိုအပ်ချက်တင်မကောက်ဘူး။ ကောင်းသောအမှုအမျိုးမျိုးတို့၌ကြွယ်ဝစေခြင်းကထောက်ပံ့ပေးတာကိုအမြတ်တတိရရမယ်။လက်တွေ့မှာဘယ်လိုလုပ်ရမလဲ။လက်တွေ့မှာတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအချိန်တွေရည်ချင်းတွေအကုန်လုံးကိုကိုယ့်အခြေပဲလို့မမြင်ပဲဖះကတခြားသူတွေကိုကောင်းကြီးပေးဖို့ကိုယ့်ကိုအထားတဲ့ဘန္တာဇိုးတယောက်လိုမျိုးခံယူကြည့်လို့ရလေ။ကြွယ်ဝလာခြင်းရဲ့ယူရွယ်ချက်ကစုဖို့ထက်ဝင်းကားဖို့ပေးကမ်းဖို့ဖြစ်တယ်ဆိုရယ်ရှုထောက်ပြောင်းဖို့လိုတယ်။အဓိကက ဖះရဲ့ထောက်ပံ့မှုကကိုတုံးမှုတွေမဟုတ်ဘူးပေးကမ်းနိုင်ဖို့အတွက်လည်းဖြစ်တယ်။ကောင်းလိုက်တာတတိယချက်ကတော့တတိယချက်ကတော့ပေးကမ်းခြင်းကိုဝတ်ဖြူကိုယ်ဝင်ရဲ့အစေးပိုင်းတစ်ခုပြီးတော့ယုံကြည်သူတွေကြားစီးလုံးမှုကိုတိဆုပ်တဲ့နည်းလမ်းတစ်ခုအဖြစ်ရှုမြင်ဖို့ပါပဲ။ကိုယ့်ရဲ့ပေးကမ်းမှုကလူရဲ့လိုအပ်ချက်ဖြည့်ပေးရုံထက်ပိုတယ်ဆိုတဲ့ခံယူချက်ပေါ့။အခန်းငယ်ဆက်နှစ်ဆစ်ဆလေးမှာပြောတယ်ပဲလို့မြို့ဟုတ်ကဲ့လက်ခံရတဲ့သူကိုဖျားကိုကျေးဇူးတင်စေတယ် ပေးတဲ့သူနဲ့လက်ခံသူကြားမှာမေတ္တာနဲ့စီလုံးမှုကိုဖြစ်စေတယ်။ဆိုတော့လက်တွေ့မှာကိုယ့်ရဲ့ပေးကမ်းမှုတွေကပိုက်ဖြည့်ပေးအောင်မကစိတ်နှလုံးကိုဖျားဆီးပူရောက်စေဖို့ယုံကြည်သူအတိုင်းအဝိုင်းပိုးစီလုံးဖို့ရည်ရွယ်တင်တယ်။အထူးသဖြင့်အခန်းငယ်15ကအဆုံးစုံသောသူယေရှုယေရှုခရစ်တော်ကိုတတိယပြီးကိုယ့်ရဲ့ပေးကမ်းမှုတန်ကိုအဲ့ဒီယေရှုတော်အတွက်ကိုကပြန်ပြီးဝိပြူနေတာယေရှုတင်ကြောင်းပြနေတာဆိုတဲ့စိတ်နဲ့လှူဆောင်မှန်ပါတယ်။ အဓိကကဘေကန်ချင်းကကျေးဇူးတော်ကိုချီးမွမ်းတာ စီလုံးမှုကြီးတိဆောက်တာကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ခဲ့ရင်တော့အများကြီးပဲကိုရင်သူဒုတိယဆောင်အခန်းကြီး9ကနေဘေကန်ချင်းအတွက်ကြိုတင်ပြင်ဆင်ဖို့ရှင်လန်းတဲ့စိတ်နဲ့ကိုစိတ်ထဲကဆုံးဖြတ်ပြီးရေရော့စွာပေးဖို့အရေးကြီးပုံဟုတ်ကဲ့ပြီးတော့ဖျားကိုယ်တိုင်ကရေရောနိုင်ဖို့လောကသမ ्या ကျေးဇူးတော်ကိုပေးနိုင်တယ်ဆိုတဲ့အာရှိစရာကတိတော့อืมဟုတ်ပါတယ် နောက်ဆုံးပေးကမ်းခြင်းရဲ့အကျိုးဆက်တည်ပေါ့လိုအပ်ချက်တွေပြီးတာဖះကိုယေရှုတင်စေတာပြီးတော့အရေးအကြီးဆုံးယုံကြည်သူတွေကြားမေတ္တာနဲ့အစီလုံးမှုကိုခိုင်မာစေတာဒါတွေကိုနန်းနန်းနဲ့ဆင်ခြင်ခဲ့ကြတယ်ဟုတ်ပါတယ်ဒီဆွေးနွေးမှုရဲ့အဆုံးမှာလေဆက်ပြီးစဉ်းစားကြလေတခုချမ်းသာခဲ့ခြင်းနဲ့အခန်းငယ်15မှာရှင်ပေါလုအဆုံးတတ်ခဲ့တယ်လို့ပဲကိုရောရဲ့ပေးကမ်းခြင်းအားလုံးကနောက်ဆုံးမှာ ဖခင်ရဲ့အကြီးမြတ်ဆုံးစုကျေးဇူးယေရှုခရစ်တော်အတွက်ကိုရောရဲ့ကျေးဇူးတော်မူကိုပြတာဖြစ်တယ်ဆိုရင်ပေါ့လေ။ဟွန်းကိုရောရဲ့နိစ္စဘဝမှာကိုရဲ့အချိန်အရေးချင်းပိုက်ဆံခွန်အားဆက်လက်ကိုပိုင်ဆိုင်နာတဲ့ကိုကြားသူတွေနဲ့ဝေမျှဖို့အခွင့်အရေးကြုံလာတဲ့အခါဒါကဟိုငါတာပေးရင်ဘာပြန်ရမလဲဆိုတော့ transaction လိုမျိုးဒါမှမဟုတ်ဝတ္တရားတစ်ခုလိုသဘောမထားပဲနဲ့လေဟုတ်ကဲ့အဲ့ဒီအစားဒီလို့ရတဲ့အတိုင်းကိုဝတ်ပြုကိုးကွယ်ခြင်းရဲ့တပိုင်းတစအဖြစ်ဖျားစီကရထားတဲ့ အဲ့ဒီအဖိုးမဖြစ်နိုင်တဲ့စုချေစုကိုကိုယ်တိုင်က ပြန်ပြီးရောင်ပြန်ဟက်နေတာဆိုတဲ့အမြင်မျိုးနဲ့မြင်လိုက်မယ်ဆိုရင်ကိုတို့ရဲ့ပေးကန်းပုံမျော့ဝေပုံဒီမှာတော့အဲ့ဒီနဲ့ရတဲ့ခံစားမှုမှာပါဘလို့များပြောင်းလဲမှုတွေဖြစ်လာနိုင်မလဲအဲ့အလေးကိုဆက်ပြီးစဉ်ညင်ကြည့်တိုက်တွန်းချင်ပါတယ်ဒီနေ့ဒီအကြောင်းအရာကိုအတူတူကနည်း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 လိလာဆွေးနွေးခွင့်ရတဲ့အကခြေစုအများကြီးတင်ပါတယ်